โอเคမင်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ကျွန်တော်တို့ရခိုင်နိုင်ငံသားမှာကားလိုက်တာတွေ string တွေအကြောင်းကိုပြောခဲ့ပြီ။ဟုတ်လားကွန်ပျူတာ science မှာ string ဆိုတာမရှိဘူး။ struct ဆိုတာမရှိဘူး။ဒါတွေပဲရှိဘူး။ကားလိုက်တာတွေပဲရှိရယ်။ကားလိုက်တာတွေကိုကဏ္ဍနေနဲ့ကိုးစားပြုတယ်။ eigenname တွေနောက်ထပ် binary number system နေနဲ့ထပ်ပြီးတော့ကိုးစားပြုတယ်။ standard ကတော့ဘာလဲဆို ASCII ဆိုတဲ့ American Standard Information Interchange အရှိကော။ KS ဆိုရင်တော့တို့က keyboard ကရိုက်တယ်။တို့ print တို့ print ဟို PIN နဲ့ print statement လေးနဲ့ print function လေးနဲ့ကျွန်တော်တို့ဒီထဲ sorry ဒီထဲကဝင်နေတဲ့ဟာတွေဒီ double quotation တွေမှာထုတ်တဲ့ဟာတွေသူထွက်တယ်လို့ကျွန်တော်ပြောခဲ့တယ်ကြည့်မယ်အဲ့မှာကျွန်တော်ဘာထပ်ပြောချင်တာလဲအော်ဒီလိုကားလိုက်တာဒီမှာသူကိုစားပြီးတယ်ဒီမှာဒီတင်းနေရှိကားလိုက်တာတွေဟောဒီမှာအမီမောက်တွေဟောတွေ့လားတင်ကြတာတွေကျူတွေယူတွေအုံးနေအုံးတင်ကြတာတွေခဲ့ဒီလိုဟာတွေကျွန်တော်တို့က programming မှာရိုက် ထုတ်ချင်တယ်ကဘလို့ထုတ်မှာလဲ keyboard နဲ့ဒီလိုဟာတွေသွားပြီးတော့တန်းထွက်လားမထွက်ဘူးလေမထွက်ဘူးလေ app sign လောက်ကတော့ထွက်သေးတယ်ဟုတ်လား app sign လောက်ကတော့ထွက်သေးတယ်ဒီမှာကြည့်ဒီပုံစံကိုပြောတာ ်ဒီပါစံတော့ဒီမှာကြည့်ပေါင်းနှုတ်မြောက်စားတွေလည်းຢာသေးတယ်1 2 3 0ຢာသေးတယ်အဲ့ဒါတွေအထိຢာသေးတယ်စီမီကောလည်းပြဿနာမရှိဘူး ABCD EFGH ຢာသေးတယ် okay escape card ဆိုတာပါတယ်ကျွန်တော်ပြမယ်ကတိနာမှာကျွန်တော်ကဟုတ်ပြီသူသုံးထားလိုက်တယ် bus sorry အဲခုဒီ single quotation ဒီ string test string ကိုကိုးစားပြဖို့တယ်ဒီလို single quotation ကြားထဲမှာထွက်ပါတယ်တူကကိုးစားပြပြီးတော့သုံးလိုက် okay အဲ့ဆိုကျွန်တော်တို့ပြန်ပြီဟောငါဆို single quotation ကိုဒီလိုထုတ်ခြင်းတယ် အော် single quotation တွေဟိုသားပြီး single quotation ထားခြင်းလေရလားမရဘူးဘာမှမထော်သူဘာမှနားမလဲ double quotation ဖြစ်နေတာဟုတ်ကဲလို့ထွက်ခြင်းလေဆိုကျွန်တော်တို့ဘယ်လိုလုပ်မှာလဲနောက်ဆုံးကြည့်မယ် best let ထွက်ခြင်းလေဟော sorry best let ထွက်ခြင်းလေ close c ဟော syntax error ဟော အဲ့ဆိုတော့ဟာရောပြောစထွင်းရဒီမှာ single condition တို့ double condition တို့ကြားနေထဲတဲ့ဟာတွေကတော့ print ရထုတ်ပေးတယ်ဆိုဘာမှားနေလဲ string lateral မှားနေရတယ်ရှင်းမသိငယ်ကျွန်တော် lateral တွေမှားနေတယ်အဲ့ဆို string lateral ဘယ်လိုသတ်မှတ်လဲကြည့်မယ်ကျွန်တော်တို့ဒီ bezel letter ထွက်ချင်နေဆိုရင်ဒီလိုသွားရအောင်မယ်ကြည့်လိုက်ဒါကိုကျွန်တော်တို့က escape character လို့ခေါ်တယ် escape sequence လို့လည်းခေါ်တယ်ကြည့်မယ် bezel letter ထွက်ချင်နေဆို bezel ကိုနှစ်ချောင်းရသူ့ကိုဘာနဲ့တွဲရရလဲဆိုတခုခုထူးထူးခြားခြားထွက်ချင်နေဆိုရင် bezel ခံပြီးရတယ် ဟောဘတ်စလက်ထွက်လာ တွေ့လားကွန်ထရိုး sorry ကွန်ထရိုးဝင်နေရောကွန်ထရိုးဝင်နေရောကဲခုနကလို့ကျွန်တော် single quotation လေးထွက်ချင်တယ်ဟော single quotation လေးထွက်မလားဟုတ်လားထွက်လာဒီဘတ်စလက် and ဟောဘတ်စလက်ရဲ့သဘောတရားလေးဒီဘတ်စလက်နဲ့တွဲရအဲဆိုတော့အကျွန်တော်အယောင်အယောင်ကတော့အဲ့လိုဘတ်စလက်နဲ့တွဲရတာကိုမင်းကဘယ်သူကပြောထားတာလဲဘယ်သူကမှမပြောဘူးဒီမှာ python documentation ကိုတစ်ချက်ကြည့် sk sequence ဆိုပြီးတော့ညာ light share sk ဆိုတဲ့ပုံစံ light share espy ခဏလေးနော် Python 3.h Python menu ရယ်ဟုတ်လားဟို module လေးကိုမသွားတော့ menu ရယ်မ menu ရယ် box ဆိုတာဒါပဲလေ escape escape လို့ရိုက်လဲ esc ဟော escape sequence escape ကလည်းဒါကြိုက်လို့ရှာ escape escape sequence ကိုရေးချင်အော်ဒီမှာဒီပုံစံနဲ့တခုခုထူးထူးခြားခြားထွက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီဘာအောင်ဆုံးလို့ဒီမှာအဓိပ္ပာယ်ပြပြီးသားအဓိပ္ပာယ်ပြပြီးသားဒီမှာ best let ထွက်ချင်တယ်ဆို best let best let နှစ်ခါရိုက် best let ထွက် single quotation double quotation ထွက်ချင်တယ်အကုန်လုံးတခုခုကိုထွက်ချင်တာမှန်တယ်မြတ်ဘာခံပြီးရ ဘတ်စလက်ရှိကနေခံပြီးကြိုက်အဲ့တော့ကျွန်တော်ရှိမှာ raw string တွေပါတယ်လဲကျွန်တော်တို့ပြခဲ့တယ်အဲ့ဒါနမူနာတွေလည်းကြည့်မယ်ထူးခြားတဲ့ character တွေကျွန်တော်ရိုက်ပြမယ်ဟုတ်နော်ဒါ print ထွက်လာလိမ့်မယ် a ကိုရိုက်ကြည့်မယ် a ဆိုသူဘာထွက်လဲဘတ်စလက် a ဆိုဘာထွက်လဲကြည့်မယ်နော် e ရအဓိပ္ပာယ်ပြောင်းလာဘက်စလက် a မဟုတ်တော့ a တိတဲ့မဟုတ်တော့ဘက်စလက် a ဟောဘက်စလက် a ဆိုအဝိုင်းလေးထွက်တယ်တွေ့လားဒါဒီဘာကာလန်ဒါကြီးလဲဆိုရင် special ကာလန်ဒါကဘက်စလက် r ကိုရိုက်ကြည့်မယ်ကိုတော့ဘူးဘက်စလက်နောက်ကကျွန်တော်ဗာလေးတော့ဘက်စလက် r ရိုက်ကြည့် ဟောအာဇာတခါလေးကြော်သွားတယ်ပေါ့ဘက်စလက်ဒီဆိုတက်ဗျဘက်စလက်ဗီကိုရိုက်ကြည့်မယ်သူပြထားတဲ့ဒီဒီစရာဟောပြောရနော်ဒါ official သူပြထားတဲ့ဆရာနောက်တော့ဒါရိုက်ပုံရိုက်နေစီကန်းနေထူးခြားတဲ့ကာရက်တာတွေထွက်ခြင်းရှေ့မှာဘက်စလက်လေးခံပြီးတော့ရိုက်ပါဒါဗီကြီးကဒီပုံစံလေးတွေပဲထွက်ရသေးရဟုတ်လား app ဆိုလဲ app ကျွန်တော်တခါလေးကျွန်တော်တခါလေးကျွန်တော်တခါလေးစမ်းကြည့်မယ်ဟောတူတူတခါလေးအဲတန်းပြီးတော့ထွက်လိုက်လေရရတယ်ဗျတလား ဟုတ်လားထားလိုက်ပါတကူချင်းပဲရိုက်လိုက်ပါတော့ကျွန်တော်ကဒီအားနဲ့ပြနေတာဟုတ် app ပြကြည့်မှာဘာထွက်လဲဟော buslet app ဆိုဘာလေးထွက်လဲ၄000ကျော်ကိုထွက်တယ် okay နောက်နေ့ကြည့်အောင်နောက်နေ့ buslet v ရိုက်ကြည့်မယ် particle ဘာလဲ particle tab တယ် buslet v ရိုက်ကြည့်မယ် buslet v ကိုရိုက်ကြည့်မယ် control v နဲ့နာ buslet နာက single code လေးကိုဖြုတ် buslet v particle tab ဟောတွေ့လားဒီလိုပုံစံလေးထွက်ကြည့်နော်ကဲကျွန်တော်တို့အဲအဲ့ရှိအဲ့ရှိရှောက်ရတယ်ခဏလေးနော် ခဏလေးပါခဏလေးပါ control c special character လေးတွေတည်ခြင်းနဲ့ဆိုရင်အဲ့လိုသွားရတယ်လို့ကျွန်တော်အဲ့ရှိအဲ့ရှိဟာဟာပါဟုတ်ဗနဟာဟာ spray watcher ကြိုက်တယ်လို့ရဟုတ် anaco oh တော့ဂျားထဲမှာဒီလို character လေး special two cube လို့ကြာ character လေးတွေပါခြင်းနဲ့ဆိုရင်ကျွန်တော်တို့ဗာလေးခံရ butler ခံရသူ့ rule လေးနဲ့သူရှိတယ် python မှာ python program မြန်ပြော programming language တိုင်းမှာသူနီးနေသူရှိတယ်ဘယ်ဘက်စလက်ဒီဆိုတက်ခေါက်တယ်ဘက်စလက်ဘီဆိုဘက်စပေးပုတ်တယ်အဲဒီပါဟုတ်လား ဘတ်လက်ဒီဆိုပါ horizontal depth တက်ခေါက်တယ်အဲလိုလေဘတ်လက်ဘူးဆိုရင် particle depth particle ကဒီပုံစံနောက်ထပ်တစ်ခုလာဘတ်လက်00တော့ဘတ်လက်00တော့တောင်းမလားသူကဘာလို့လဲ character width outer value 00အဲရိုက်ကြည့်မယ်ဒါနမို့ outer တန်ဖိုးနော် outer တန်ဖိုးနော် outer တန်ဖိုးဆိုဘာထွက်လဲတန်ဖိုးတွေနဲ့ထက်လာအောင်ဒါဆို hazard decimal တန်ဖိုး hh တန်ဖိုးနဲ့သွားတယ်ဟုတ်ကဲ့ဒီကောင်းလေးကျွန်တော်ရိုက်ကြည့်မယ်နမူနာအနေနဲ့ရိုက်ကြည့်မယ်ကြည့်မယ်ကြည့်မယ်ဒါပြန်ရောအောင်ပဲဗျာဒါရက်တော့ချီသွားလို့နော် ရှေ့သွားလို့ခဏလေးတိခတ်ပြီဒါလေးကျွန်တော်တို့ဒါဟာအိန္ဒိယနီးမှာစမ်းရိုက်ပြကာရီတာတွေထွက်ချင်တယ်ဆိုရင်ထူးခြားတဲ့ကာရီတာတွေထွက်ချင်တယ်ဆိုရင်အဲ့လိုလောရတယ်ဆိုတော့ပြလာပါဗျ PR နဲ့ဒီ print print ဆိုတာ string letter เนาะ string နဲ့ string တန်ဖိုးတွေကိုကျွန်တော်ဒီကောင်ကောက်ထည့်မယ်ဟုတ်လားမရိုက်တော့ control c လောလိုက်မယ် control c လောလိုက်မယ်လူပြင်းလောလိုက်အောင်မယ် control v လောတယ် and a code ဘာထွက်လဲဟုတ်တွေ့လား outer decimal ကို00ပါ00ပဲထွက်မှာပေါ့ h h h ရိုက် control c ဒါ hazard decimal demo ဖြစ်သွားတယ်ဟုတ်ကဲ့နော် control c ဟောနေပါဦးကဲပါတယ် print print ပြင်ရတော့ရလိုက်ပါဟုတ်လား control c ဒီထဲမှာတော့ control v သူ hazard decimal တန်ဖို့ hh နဲ့ရိုက်အဲ့ဒါတက်တယ် hazard decimal တန်ဖို့ hh နဲ့ရိုက်ဘာဖြစ်လို့လဲတန်ဖို့မှကျွန်တော်တခြားမထည့်တာဘာလဲ center error unicode bus b code kind of code bit in position 1 test strand ဒါ center သူ့ရဲ့ဟိုဟာလေး escape ရတယ်လား HHSK ဆိုလို့သူမှားနေတယ်သူပြောတယ်ဟုတ်ကဲ့မလားနောက်တစ်ခုရိုက်တဲ့စီမဒီနောက်ဆုံးစီမင်းလေးကိုကျွန်တော်လွှဲတွေ့သွားမယ်ဟောအဲ့ဆိုရင်တော့ဒါနဲ့ဒါနဲ့ဘာဒီ HHS နေရာမှာဘာထားရင်ဘာထွက်လဲဆိုတာကျွန်တော်တို့မီနီယယ်လိုက်ဖတ်ရမယ်ဒါကြီးလည်းကြက်စရာမလိုဘူးဟုတ်ကဲ့မလားဟုတ်ကဲ့ဒီမှာဆိုလဲလို့ပဲ SK ကလည်း character name with a unicode database unicode ပုံစံနဲ့သွားမယ်ပြီးရင်ကျွန်တော်တို့64 bit ပြင်32 bit ပုံစံနဲ့သွားမယ်โอเคကဲပြောနေကြတယ်ဒါလေးကိုကျွန်တော်တို့ program လေးတစ်ခုနဲ့စမ်းသပ်ကြည့်မယ်ဒါဒီကျွန်တော်တို့ SK character special character ကိုကျွန်တော်တို့ဖန်တီးလို့ရတယ်ဆိုတော့ဒီဟုတ်ကဲ့ကဲကြည့်မယ်ကျွန်တော်ဒီကိုဒီပုံစံလေးရိုက်ထားတယ်ကြည့်မယ် print ဒီနေရာမှာဘာကိုသုံးလဲဆိုရင်ဟိုက buslet r နဲ့ buslet n နဲ့သုံးထားတယ်ဒါတကြောင်းချသွားတယ်ဒီကောင်ကို print ထုတ်တယ်ဆိုရင်ဟုတ်ပြီနော်ဒါပိုင်းသွန်ဖိုင်ဝဲကျွန်တော်ရိုက်ထားလိုက်တယ်နော်ရိုက်ရတဲ့နောက်တစ်ခုနောက်တစ်ကြောင်းဘာကိုသုံးလဲ this is a with a grace အော်ဒီ brand ဘို့ဒီ hazard decimal တန်ဘို့ဒီမှာကြည့် h hazard decimal တန်ဘို့ကျွန်တော်ဘာနဲ့ရိုက်ထားလဲဆိုရင် c0 နဲ့ပုံစံနဲ့ရိုက်ထား ဒါဟက်ဆာဒက်စီမယ်တန်ဖို့ C0 C0 နဲ့ရိုက်တာဟုတ်ကဲ့နောက်တစ်ခုဒါဒီ unicode ပုံစံ2562နဲ့ရိုက်တာဒါကြကျွန်တော်တို့က online သွားဇာတ်တွေတော့ကြည့်ရမယ်နော်ဘာကလိုက်တာထွက်လဲပြီးရင်ကျွန်တော်တို့ကပြရမယ် this is a drawing guide ဆွဲချတဲ့ guide တွေအများကြီးတယ်အဲ pile row guide baslet 266 or မှာ baslet ခိုင်းပြီးတော့ outer decimal တန်ဖိုးတွေနဲ့တွားထားတယ် okay မနော် okay နောက်တစ်ခု hazard decimal တန်ဖိုးနဲ့ဒီမှာ h တန်ဖိုးနောက်တစ်ခါ f7 နဲ့တွားတာကဲဘာတွေထွက်လဲကြည့်ကြည့်အောင်ရင်းခုန်ရင်မကောင်းလား run အိုးတိုက်ကြီးတိုက်ကြီးကိုရိုက်တဲ့ကုံနဲ့ထွက်လာတဲ့ဟာနဲ့စင်ကြီးရှင်ကြီးဒီမှာကြည့်နေယူလိုင်းဖြစ်တဲ့အတွက်ဒီနှစ်ကြောင်းနဲ့ဒီနှစ်ကြောင်းပါချပါလဲနေယူလိုင်းချပါလဲအဲ့ဒါတော့ထားတော့ပြီးရင်တော့အေမန်ဒီမှာအတုံလေးပါမတော့လားယူနီကုတ်ကရတာလေတွေ့လားယူနီကုတ်ကရကဲဆိုအေပေါ်မှာဒီလိုတုံလေးဖြစ်သွားအောင်ကျွန်တော်တို့ဘယ်လိုသွားကြည့်နေရလဲကြည့်မယ်အေပေါ်မှာအတုံလေးကျွန်တော်ဒီမှာပါတယ်အေကြီးပေါ်မှာအတုံလေး ABCD AG ဘုံမှာတူ unicode character အနေနဲ့ပါတော့127 decimal တန်ဖိုးကြီးပါတော့147 I'm sorry 142ဟုတ်လား wow decimal tempo 142နဲ့ကိုစားပြုတ်နေရအောင်ကျွန်တော်တို့ဗာတန်ဖို့နေတယ် hazard decimal tempo ပြောင်းမယ် okay မနော် h and c0 နဲ့ကျွန်တော်တို့ဗာလို့လဲထည့်ရိုက်လဲဟုတ်ပြီနော် okay နောက်တစ်ခု drawing ကလည်းလားဟောဒီမှာဒီဒီပုံစံနေဒီပုံစံနေတော့ဖွဲ့ရမယ်နော်ဒီပုံစံဆိုကျွန်တော်တို့ unicode အုပ်စုနဲ့ရိုက်တာပြီလား drawing character ကို unicode tempo 2562နဲ့ရိုက်တာဒါတွေဘယ်လိုပြောင်းလဲဆက်လေးလာပြီဟုတ်လားနောက်တစ်ခုဒီပုံစံလုံးလဲလို့ပဲတွေ့လား bus land နဲ့ unicode ပုံစံနဲ့တော့နောက်တစ်ခါဩဒီအစားလေးတွေ့လား ဒီအစားကိုတောင်းတန်းလူတွေမြိုင်တတ်ကြအောင်သူရတန်ဖိုးထွက်ချင်တယ်ဆိုဒီပုံစံလေးဆိုအောင် F7 တန်ဖိုးလေရှေ့မှာပါလဲဆိုရင် hazard decimal h တန်ဖိုးလေ baseline h နဲ့ hazard decimal h hazard decimal နော် hazard decimal f အကြီးနဲ့7တန်ဖိုးလေတောင်းမယ်ဒါ gain gain တန်ဖိုးโอเคနော်ဒါဒီတော့တို့ special character တွေဒီလိုထည့်ရတယ်ဆိုတော့မှဒါပဲအတိအက key point ရပါလဲဆိုရင် baseline baseline နောက်မှာထူးခြားတဲ့ key တွေထွက်တယ်ဆိုတာကိုသိရင်ရပြီဗျโอเคဒီမှာ design မှာဆက်လက်ပြီးတော့လေ့လာလို့ရတယ်ဒါဒီ official documentation ပါဗျာ ဒါထူးခြားရတယ်သူပြပါလားပြီးရင်ဘယ်လိုပေါင်းစံဘယ်လိုရရလဲဆက်လေ့လာလို့ရတယ်ဟုတ်ကဲ့နော် okay thank you ပြ